ောင်းပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးလာပြီးဖြစ်ပါတယ်။နှစ်ဆန်းတရက်နေရနေစပြီးတော့မှနှစ်ဆန်းခုနှစ်ရက်နေအထိပေါ့နော်။ဆောင်ရွက်ရမယ်ကျင့်စဉ်တွေဆောင်ရွက်ရမယ်ဒီကုသိုလ်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်မြန်မာလူမျိုးတွေရဲ့နှစ်ဆန်းတရက်နေဆိုတာကနှစ်တစ်ခုပေါ့နော်နှစ်တစ်ခုရဲ့အစလေးဖြစ်တယ်။ပြီးတော့နှစ်တစ်ခုကိုစဝင်တဲ့နေ့လေးဖြစ်တယ်ပေါ့။ပြောရမယ်ဆိုရင်တော့ဗျာ Happy New Year လို့ဩခဲ့တာလေကျွန်တော်ဒီဇင်ဘာမှာလည်းဩခဲ့ပါတယ်။ အကေမှာဆိုလဲអော်ခဲ့ပါတယ်နီးမျိုးစုံလဲអော်ခဲ့ပါလိမ့်မယ်ဘလောက်ပဲអော်ခဲ့អော်ခဲ့ကျွန်တော်တို့ရဲ့ရိုးရအစင်နာမှာအများကြီးရှိနေတဲ့နေ့ရက်လေးရှိတယ်အဲ့ဒါတော့တကြံရေကစားပြည့်ရဲ့အခါမှာမျက်စံတရက်နေ့ကိုရောက်ပါတယ်မျက်စံတရက်နေ့ဆိုရတဲ့အတိတ်ပဲကိုကရှင်းပါတယ်နှစ်တနှစ်ရဲ့ပထမဆုံးစတဲ့တရက်နေ့ပါအဲ့တော့နှစ်တနှစ်ရဲ့ပထမဆုံးစတဲ့တရက်နေ့မှာကုသိုလ်ကောင်းမှုတွေကောင်းကျိုးတွေကိုဆောင်ရွက်မယ်ဆိုရင်တနှစ်တာကာလပတ်လုံးမှာရှော့ရှော့ယူနေအစီအမီပင်နဲ့ဖြတ်တန်းသွားနိုင်နေဆိုတော့အယူဆတွေကလည်းကျွန်တော်တို့ရှေ့လူကြီးတွေမှာလည်းရှိပါတယ်ပြောချင်တာကမင်္ဂလာရှိရဲ့ နေ့ရက်လေးတွေကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာဖြင့်ရှောက်လန်းကြဖို့ပေါ့နော်အဲ့တော့အရင်ဆုံး22ရက်နေ့ကနေစပြီးတော့28ရက်နေ့9ရက်တိုင်တိုင်ပေါ့ဆောင်ရရမယ့်ရေရာဆောင်ရရမယ့်ကျင့်စဉ်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့ဒါလေးကိုစောင့်ရက်ပြီးတော့ဝိပရိုရဲ့ကောင်းကျိုးတွေကိုရယူပိုင်ဆိုင်နိုင်မယ်လို့လည်းမျှဝေပါတယ်ပေါ့အရင်ဆုံး22ရက်နေ့မှာနိုးလာပြီဆိုတာနေပေါ့နော်သရောခဏကိုယ်တွေကိုရေရှိုးတန့်စင်မှုလုပ်ရပါတယ်ဟိုကျွန်တော်တို့ဒီရေရှိုးတန့်စင်မှုတန့်စင်နေရကြတော့ဟိုပုံစံလေးတော့ရှိရေပေါ့နော်အဲ့ပုံစံတိုင်းလုပ်လိုက်နေဆိုတော့ကောင်းတယ် အမှန်တိုင်းမလုပ်နိုင်ဘူးဆိုလည်းရေချိုးပါဘောနော်အဲ့တော့ဟိုအဓိကတော့ပါလဲဆိုရေမချိုးခင်မှာတို့ခနာကိုနွားနှုတ်နဲ့ခနာကိုတို့လုံးတန့်စင်စွာဖြစ်ရှူရပါတယ်ပြည့်ရက်ခါကျတော့တယောကင်မှုရှိတယောကင်မှုနဲ့ရှူရပါတယ်တယောကင်မှုမရှိတဲ့နိုင်ငံတွေဆိုရင်တော့ကျွန်တော်တို့ဘာလို့ကလေးဆိုတော့နွားနှုတ်ကတော့နေရာတိုင်းမှာတိုက်တဲ့နိုင်ငံတိုင်းမှာတော့ရှိနိုင်ပါတယ်အဲ့တော့နွားနှုတ်နဲ့ချော်ပေးပါပြီးတော့ဒီနော်နွားနှုတ်နဲ့ခေါင်းကနေစပြီးတော့ဘောလုံးနဲ့ရေလောင်းချောင်းရေလောင်းချိုးတယ်ပေါ့ဗျအဲ့ပုံစံမျိုးပေါ့နော် အကယ်၍ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိရယ်ဆိုတော့တရော်ခင်ပွန်းနဲ့ခေါင်းကနာခေါင်းကနေစပြီးခေါင်းနာတို့အကူလုံးကိုဒီလောင်းချိုးချပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြီးရခါမျိုးကြတော့ပြီးသွားပြီဆိုတာနဲ့မိမိရဲ့အိမ်မှာပေါ့အသက်ဆုံးအသက်အသက်တစ်ဆိုတဲ့နေရာမှာလည်းအသက်ပေါ့နော်အယောင်ဆိုတဲ့နေရာမှာလည်းဘလို့ရောင်းနေလဲဆိုတော့ဒီမှိုင်းနဲ့အယောင်မျိုးမှိန်နဲ့အယောင်မျိုးမဲတဲ့အယောင်မျိုးမဟုတ်ဘဲနဲ့အဖြူရောင်းလက်တော့ဖြူရောင်းဖြူရောင်းလက်တော့မရှိပါတော့ဖြူရောင်းပေါ့နော်ဒီအဝါရောင်းရှိမယ်ပြီးအနီရောင်းအဝတ်ပါနဲ့အဲ့တော့ တွက်ကျင်တာအပြာရောင်နှုတ်နှုတ်လေးအပြာရောင်လေးတွေအဝါရောင်နှုတ်လေးအဝါရောင်လေးတွေအဖြူရောင်လေးတွေနောက်ရွှေရောင်လေးတွေမွေရောင်လေးတွေဒီလိုမျိုးလေးပေါ့နော်အရောင်ဖြော့ဖြော့လေးတွေဒီကိုဒီဝတ်ဆင်ပြီးတော့မိမိရဲ့ဒီအဋ္ဌကံဝင်မဲ့နေရာဖျားဆိုလဲဖျားပေါ့မိမိတို့ရဲ့အိမ်မှာရှိရဲ့အိမ်ဖျားရှိပေါ့နော်အိမ်ဖျားရှိပါအကယ်၍မိမိမှာအိမ်ဖျားပါညာမရှိဘူးဆိုရင်လည်းမိမိဒီနေရာကိုမိရဲ့အတန်းစင်သုံးနေရလို့ရည်ရွယ်တဲ့နေရာတခုကိုအဲ့မှာခုံလေးကုံတင်ပါမိရဲ့မြတ်စွာဘုရားရှင်ကိုရောမြကြီးကိုရည်စိုးပြီးတော့အစင်ပြေတာလူပါဘာလူပါလို့ကျွန်တော်အနေနဲ့မပြောဘူး နော်ဓမင်းနဲ့ဟင်းလို့မယ်ဆိုရင်ကျွန်တော်လူတယောက်စားစားဓမင်းနဲ့ဟင်းလို့ပါကော်ဖီနဲ့ပုံးတဲ့လူမယ်ဆိုရင်ကျွန်တော်တို့ပုံမှန်စားနေကြဟာဘူးပဲမိမိဥပမာမိမိကနှစ်ပကံစားရဆိုနှစ်ပကံလို့ပါမိမိစားနိုင်တဲ့ limit ခုခုနဲ့လို့ပါတော်တယ်နော်မိမိတက်နိုင်တဲ့ဟာကိုလို့ပါအားရှိကြတော့ကိုယ်ကပြောမစရာကျွန်တော်တို့ကျွန်တော်ကမနှက်စာမစားနေလဲစာမစားလို့ပြောချင်ပြောမယ်ဘယ်လိုပဲစားစားခင်ဗျားတို့စားတဲ့ပုံစံတိုင်းတူပါနော်ခင်ဗျားတို့ကမနှက်စာတောင်းခင်ဗျားတို့မနှက်မနှက်မှာစားတဲ့ပုံစံမျိုးကိုတူပါနော်တာတာကြောင့်ကိုကတပွဲမဝဘူးနှစ်ပွဲခွာရဲဆိုရင်နှစ်ပွဲလူပါအဲ့လိုမျိုးပေါ့နော်လူပေးပါ ပြောချင်တာတော့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ9ရက်ရှိပါတယ်9ရက်တိုင်းမှာနော်9ရက်တိုင်းမှာမိတို့စားပါတယ်ဆိုတဲ့ပုံစံမျိုးကိုလူပါစီးစီးလောက်တည်းကျွန်တော်နှမ်းစီးလောက်တွေမျိုးလေးလုံးဝလုံးဝမလူပါနဲ့ပေါ်ပေါ်များများလူပေးပါလူပေးပြီဆိုတာနဲ့ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ငါးပါးတိလာခံယူပါမယ်ပေါ့ဒီတင်းစင်ကပြန်တနည်းအားပြောမယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်တွေအများစုနဲ့ဒီကျွန်တော်တို့ဒီဟိုဂါရာကိုရွတ်ဖတ်နိုင်မဲ့သူအများစုပဲဝင်လို့ကောင်းနိုင်မယ်ထင်ပါတယ်ကရိရှန်တွေတော့အခြားဟာတွေဆိုရင်တော့ဝင်ရတာအဆင်ပြေမယ်လို့တော့မထင်ပါဘူးဒါတော့ကျွန်တော်ပြောပြတာပါနော်အဲ့တော့ပြီးသွားတဲ့အခါကျရင်မလုပ်ရမလဲဆိုတော့ တိလာယူပါ၅ဘာတိလာယူနိုင်၅ဘာတိလာယူပါ၃ဘာတိလာယူနိုင်၃ဘာတိလာယူပါအကောင်းဆုံးကတော့တရက်နေ့ရက်စား9ရက်နေ့ထိတိုင်းအားကုတ္တရီကိုရှောင်ခြင်းပေးပါ အာဟုတူလေးဆိုတာကဗျာဖြစ်တာလေဆိုတော့နှုတ်ကပြောခြင်းရတယ်အာဟုတူလေးဖြစ်နေပါတယ်အကြောင်းနှုတ်ကိုထိမ့်ပါနားကနေကြားခြင်းရတယ်အာဟုတူလေးကြားနိုင်ပါတယ်အကြောင်းမမေ့ရဲ့အကြာအယုံလေးကိုထိမ့်ပါပြောလို့ဆိုတော့အာဟုတူလေးကြားနိုင်တဲ့နေရာမျိုးတွေမှာမနေပါနဲ့အာဟုတူလေးကိုမြင်နိုင်တဲ့နေရာမျိုးတွေမှာမနေပါနဲ့အာဟုတူလေးကိုလည်းမရှာပါနဲ့တွေ့ရင်လည်းကြော်သွားလိုက်ပါအဲ့ဒီတရနေ့က18ရက်နေ့ဒီကိုအာဟုတူလေးကိုရှောင်ပါနောက်ဒီလူတော်လူတွေရဲ့တဘာဝမှာပေါ့လောဘဒေါသမောဟရှိပါတယ်ဒီ၃မျိုးလွတ်နိုင်ကြလောက်လွတ်နိုင်အောင်နေပါဒီ9ရက်မှာဒီ9ရက်ပြီးအောင်နေတဲ့လူတွေကျန်တာမရှိဘူးနော်ဒီဥမာဒေါသအရန်ထွက်တဲ့ဘာထိန်ပြီးပါ လောဘအရင်ကြီးလို့ဒီကာလမှာတော့လောဘတွေနည်းနည်းလျှော့ပေးပါလို့ပြောချင်တယ်ပြီးတော့တရားတရားရှိစေဖို့ပြောဆိုမိမိစိတ်ထဲမှာလိုအပ်တယ်လို့ထင်တဲ့နေရာတိုင်းကိုလှူပေးပါအဲ့ခဏလေးလုံးလုံးဘာလိုအပ်မလဲဆိုတာမိမိရဲ့ပတ်ဝန်းကျင်ရဲ့အခြေအနေနဲ့မိမိရောက်နေတဲ့နေရာပုံမူပြီးတော့လိုအပ်နေတဲ့နေရာကိုကြောက်နေတော့တူမှာမဟုတ်ဘူးเนาะအဲ့ဒီလိုတဲ့နေရာလေးကိုလှူပေးပါဒါတော့လောက်ကမဲ့ကျွန်တော်ပြောမှာဆိုတော့ procedure ကျွန်တော်ကိုပါဠိစကားနဲ့ပြောဆိုတော့ breaker ပေါ့နော် breaker လေးတွေလုပ်ပြရမယ်လုပ်ပြီးသွားပြီလားလုပ်ပြီးသွားပြီဆိုတော့အရင်ဆုံးဘာလို့ရလဲဆိုတော့မေတ္တာအတုတ်ကိုတစ်ခေါက်ယူပြရပါတယ် ခဏခါယူနိုင်တယ်ဆိုတော့ခဏခါယူပေးပါပြီးပါပြီဆိုတာ ਨੇ အရင်ပတိပေါ့နော်အဲဒီကျမတော့ပတိမရှိပါဘူးဆိုရင်တာလီရှိတာတာလီပေါ့တာလီမရှိရလက်ချောင်းနေရှိရမလားလက်ချောင်းလေး၅ချောင်းရှိရ၅ချောင်းရှိရ၁၀ချောင်းရှိရလက်နဲ့ရနော်အဲ့တော့ဂါရာကတော့ကျွန်တော်ကတော့သူကတော့၅ချက်ဂါရာကိုပေးပါမယ်တကယ်ပုံမှန်အပြည့်ဆိုတော့သူကတော့၅ချက်သူကတော့၉ချက်လောကဝိတု၈ချက်စသဖြင့်ဂါရာလေးကုံတော်၉ပါးနဲ့စီတော်မှုရှိအောင်လုပ်ထားတယ်အဲ့လိုသူကတော့၅ချက်ပါရဆိုရှိပါတယ်ကျွန်တော်နောက်မှာကျွန်တော်ဒီဂါရာတပုတ်ချင်းစီကိုကျွန်တော်ပုံလေးနေနဲ့ နောက်မှာဒီဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရေးပေးထားပါမယ်ပြပေးထားပါမယ်အဲ့တော့အမှအိမ်မှာလည်းခါလာလေးကြီးကြည့်ပြီးတော့လုပ်ပေးပါကျွန်တော်ကတော့သူကတော့၅ချက်ခါလာကိုဒီကထားပါတယ်ဘာကြောင့်လဲဆိုတော့သူကတော့၅ချက်ကစီးပွားဥစ္စာလက်လာပါတယ်ဖြစ်တော့စေတယ်ဟိုပြောရေးဆိုရင်စကားပြောဆိုရင်မှလည်းတန်ဆောင်းစေတယ်ပေါ့နော်ကျွန်တော်ကောင်လေးသူကတော့၅ချက်ခါလာကိုကျွန်တော်ကောင်လေးဒီအိတ်ကတခုနဲ့ထားပြီးရိုးလေးရိုးတာရှိတယ်လူလိုက်တော့များတော့လက်လာပါအောင်လုပ်ချင်ကြလိမ့်မယ်ထင်တယ်လက်ပြဖို့လုပ်ချင်ကြလိမ့်မယ်စကားတွေအောင်ကြမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှလည်းဘာလေးကိုရောက်ရင်တော့ဘာအကျိုးကျေးဇူးကိုခံစားရမယ်ဆိုပြီးတော့နောက်လေးမှကျွန်တော်ထိတ်ပြီးရေးပေးထားပါမယ် ်ပြီးွားတဲ့ခါကျရင်ပရိတော်လောက်ကောင်ဘိုက်တော်လောက်ကောင်ပေါ့ဒါဆိုတရားရှိတော်ပရိပေါ့နော်တရားရှိတော်ပရိနေဘာလို့ကလဲဆိုတော့အရင်ဆုံးဂါရာကိုမရွတ်ဖတ်ခင်ပေါ့နော်အမမိမိရဲ့နာမမိမိရဲ့နာမည်ကိုယူရပါတယ်အော်အရင်ဆုံးဖျားစင်မှာဒီဖျားမိတိုင်းနေအမွှေးတိုင်းနေဖုံးပြရတယ်အော်မိမိရောက်နေတဲ့နိုင်ငံမိမိရောက်နေတဲ့အခန်းရချင်းတွေပေါ့မူတည်ပြီးတော့မိတိုင်းနေဖျားနိုင်ထုံးလုံးမရအောင်ဆိုရင်မထုံးပါနဲ့ရေမိုးလေးဖြတ်ပေးပါအဲ့ဒါတော့ရှင်းပါတယ်နော်ပြီးပါပြီလားပြီးပါပြီဆိုတော့လည်းပရိကိုခိုင်းပါခိုင်းပြီးမိမိရဲ့နာမည် ကျွန်တော်ဆိုရင်လင်းညွတ်တိုင်တာကျွန်တော်နာမည်ရင်းရှိတယ်ဒါပေမဲ့ကျွန်တော်သုံး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 နေတဲ့နာမည်လင်းညွတ်တိုင်တာတော့သုံးလို့လဲကြောင်းမလို့ကျွန်တော်ရဲ့နာမည်ကိုကျွန်တော်ပြင်ပြစေပါမယ်အဲ့တော့ခင်ဗျားတို့လည်းခင်ဗျားတို့နာမည်ကိုပြင်ပြစေပါမယ်အဲ့ဒါပါလေဆိုမိမိကဒီနာမည်နဲ့ယက်တည်မှာလားဆိုတော့မိမိကစီးပွားရေးမှာလူမွေးရေးမှာဒီနာမည်နဲ့ယက်တည်နေရဆိုရင်အဲ့နာမည်နဲ့ယက်တည်နေတဲ့ဒီနာမည်ကိုရွတ်ဖတ်ပေးပါတပိတ်တပတ်စီပေးပါဦးနော်ဟိုအဓိကကပါလေဆိုမိမိရဲ့ဒီနာမည်နဲ့မိမိရဲ့ခန္ဓာကိုယ်သာဓာတ်ရဖြစ်စေဖို့ယူညွတ်တာပါအဲ့ဒါပေးကြပြီဆိုတာ ਨੇ ဟိုကျွန်တော်ကတော့သူကတော့ငါချက်မနော်သူကတော့သူကတန်ထားနေသူကတော့တုံနေနေပြီးစားသူကတော့နေပန်နေရသည်သူကတော့ဒိန်နမောတမဆိုတဲ့သူကတော့ငါချက်ခံရဖို့ဘယ်လိုစိတ်ခိုက်ပါမလဲအဲ့ဒါကိုစိတ်မိပါဘယ်နှပတ်စိတ်ရမလဲဆိုတော့တစ်နေ့ကိုဘယ်လိုအ ਨੇ ဆုံး9ပတ်စိတ်ပါဥပတိစိတ်လို့ရပါတယ်7ပတ်စိတ်လို့ရပါတယ်16ပတ်စိတ်လို့ရပါတယ်နော်အ ਨੇ ဆုံးတော့9ပတ်တော့ရအောင်စိတ်ပေးပါခဏမှဆိုတော့ထိုင်နေစိတ်ပေးပါမိကမနဲ့ဘိုင်းမှာနိုးလာပြီးတော့စိတ်မဆိုတော့ထိုင်နေစိတ်ပေးပါနော်ထိုင်နေစိတ်ကိုမရဘူးဆိုရင်အချိန်ကို3ချိန်ဖွဲ့ပြီးစိတ်ပေးပါ မနဲ့နေလေညအနည်းဆုံးတော့ဘီဒီဘက်တစ်ပတ်ကိုပြအောင်လုပ်စေပေးပါအကယ်ပြီးဒီဘက်မဟုတ်ဆိုရင်တော့ခနာကိုတကူလက်ချောင်းနဲ့ရေတော့အခောက်ကြီးပြရအခောက်ကြီးတရားရှိတယ်အဲ့လိုမျိုးလေးတွေရေတွက်ပြီးတော့ဖလေးစိတ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြီးပြီဆိုရင်ဒီဒါတွေကိုရုပ်ဖက်တရေစေပြီးလိုက်တာရုပ်ဖက်တရေစေပြီးပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီတက်တာပို့ပါအမြောက်ပေးပါပြီးတော့အမိရဲ့ဆူတောင်းကိုဆူတောင်းပါအဲ့ဒါဆိုရင်တော့ဒီရဲ့လုပ်ငန်းစဉ်တစ်ခုပြီးဆုံးသွားပါပြီအစဉ်ကြီးချုံးမိသားပါပြီးတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါလေးကိုလှုပ်ဆောင်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ